ဟယ်လိုမင်္ဂလာပါဒီဗီဒီယိုလေးမှာလိင်ဆက်ဆန့်ခြင်းကနေကူးတဲ့ယောဂတွေအကြောင်း HIV STI AIDS နဲ့ဆေးရီဖြစ်ကြတဲ့ PrEP PET ART ဆိုတာဘာလဲဆိုတာကိုလူငယ်တွေအတွက် knowledge sharing အနေနဲ့ channel funding ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ HIV နဲ့ sexual transmitted infection တွေကလူငယ်တွေအများစုကြားမှာကူးလာကြတာကိုတင်တိလား AIDS ယောဂကိုအမြင့်ပြက်ကူးတလို့မရသေးပေမဲ့လူတက်တန်းစိတ်နေနိုင်အောင်ဆေးတောက်လို့ရတယ်ဆိုတာကိုကြားဘူးကြမယ်လို့ထင်ပါတယ်ပြီးတော့ HIV ပိုးရှိပြီး ARD ဆေးကိုတောက်နေတဲ့သူတွေစီကနေဘယ်လိုအခြေအနေမျိုးမှာ HIV မကူးဆက်နိုင်တော့ရလဲ ဘယ်လိုအခြေအနေမှာကူးစက်နိုင်သေးတယ်လဲမိတ်ဆွေအညီနဲ့မိမိကိုကို HIV ကူးစက်ခံရတယ်လို့ထင်လိုက်တဲ့အခါမှာရောဘာလို့လုပ်ရလဲဆိုတာကိုဒီဗီဒီယိုကိုဆက်ကြည့်လိုက်ရအောင်ကျွန်တော်အနေနဲ့ပထမဦးဆုံး HIV AIDS ဆိုတာဘာလဲဆိုတဲ့နေရာကနေစချင်ပါတယ် HIV ဆိုတာကတော့ Human Immunodeficiency Virus လို့ခေါ်တဲ့ကိုယ်ခံအားကျဆင်းမှုရောဂါတစ်ခုပါ။ကမ္ဘာပေါ်ကလူတန်း40လောက်ကိုတက်ပြစ်လိုက်တဲ့ဒီရောဂါက Champions League မြောက်တွေစီကနေကူးစက်လာတာပါ။အာဖရိကနိုင်ငံမှာ Champions League မြောက်တွေကိုတက်စားကြရင်းကနေသူတို့ရဲ့အသားတွေစီကနေတဆင့်လူတွေစီကိုရောက်လာတယ်လို့ပြောကြပါတယ်။ HIV virus က CD4 cell လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့ခုခံအားကိုတိုက်ဖြတ်ပစ်ပြီး လူခနာကိုထဲကတွေးဖြူဥအကြီးအတွက်ကိုတဖြည်းဖြည်းချင်းဖြက်စီးဖြစ်ပါတယ်ဒီယောဂပိုးကို မကုဒဘဲနဲ့ထားမယ်ဆိုရင်ငါးနှစ်ကနေ10နှစ်အတွင်းမှာ AIDS လို့ခေါ်တဲ့ acquired immunodeficiency syndrome အဖြစ်ကိုပြောင်းလဲသွားနိုင်ပါတယ်ဒီလိုမျိုး AIDS အဖြစ်ကိုပြောင်းလဲသွားတာနဲ့ခန္ဓာကိုယ်ရဲ့ကုခန့်အားတွေအားလုံးမရှိတော့ဘဲယောဂမျိုးစုံက ခန္ဓာကိုယ်ထဲကိုအတားအဆီးမရှိလွတ်လွတ်လပ်လပ်ဝင်လာ နိုင်ပါတယ်ဒီလောက်ပဲလားဆိုရင်မဟုတ်သေးပါဘူးယောဂတွေရဲ့နှိမ့်ဆက်တန်းကြောင်းမို့တစ်နှစ်ကနေ၃နှစ်အတွင်းမှာ AIDS ရှိတဲ့သူတယောက်ရဲ့အတက်ဆုံးရှုံးနိုင်တာမို့လို့လုံးဝလုံးဝမပေါ်စားတင်ပါဘူးဒါကြောင့်မို့လူငယ်တွေမှာ HIV လက္ခဏာရှိလာတာနဲ့ဆေးစစ်ဖို့ကိုအချိန်မစွဲဖို့ကျွန်တော်ကနေအကြံပြုချင်ပါတယ်ဟုတ်ပြီဒီတော့ HIV ယောဂရဲ့လက္ခဏာကဘာလဲဆိုတာကို ျွန်တော်ထပ်ပြီးမှရှင်းပြပါမယ်။လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ခုခံအားကောင်းပေါ်မကောင်းပေါ်မှာမူတည်ပြီးမှလက္ခဏာခံစားရပုံကအမျိုးမျိုးကွဲထွားတတ်ပါတယ်။တချို့လူတွေဆိုရင်ကိုယ်မှာ HIV ရောဂါရှိလို့ရှိမှန်းတောင်မသိကြပါဘူး။တွေးစစ်လိုက်မှအဖြေပေါ်တာမျိုးတွေအများကြီးဖြစ်ခဲ့ပူပါတယ်။ကျွန်တော်အနေနဲ့ယောဂကူးစက်တဲ့အခါမှာဖြစ်လာတဲ့လက္ခဏာကိုတုံးစင်ခွဲပြီးမှရှင်းပြချင်ပါတယ်။ပထမအစစ်မှာကတော့ HIV ယောဂကူးစက်ခံရတဲ့နှစ်ဘက်ကနေလေးဘက်အတွင်းမှာဖျားနာတတ်တဲ့ နာကျင်ခိုက်ခဲတာတွေကိုယ့်ရဲ့ခန္ဓာကိုယ်အနက်အနီးဆက်တွေထွက်ပေါ်လာတာတွေလေချောင်းနာကျင်တာတွေခေါင်းမူခေါင်းကိုက်ဖြစ်တာအော်အန်တာနဲ့ဝမ်ပြက်ဝမ်ရှော့ယောဂစသည့်လက္ခဏာပေါင်းမျိုးစုံကိုမြင်ရတတ်ပါတယ်ဒီလိုလက္ခဏာတွေကတပတ်ကနေနှစ်ပတ်အတွင်းမှာပြန်ပြောက်သွားတတ်တာမို့လို့လူအများစုကတော့တာမန်တုတ်ကွေးလို့အထင်မှားတတ်ကြပါတယ်ဟုတ်ပြီဒုတိယအဆင့်ကိုရောက်လာတဲ့အခါမှာဖျားနာတာတွေမဖြစ်တော့ပေမဲ့ပေါင်ချိန်ချလာတာခန္ဓာကိုယ်အနက်ရေယုံပေါက်လာတာ ဝမ်းပြန့်ဝမ်းလျှောခဏခဏဖြစ်လာပါလိမ့်မယ်။ဒီလိုလက္ခဏာတွေကိုတာမန်တုတ်ကွေးလက္ခဏာတွေနဲ့မာတတ်တာကြောင့်မကာကွယ်ဘဲနဲ့နေမယ်ဆိုရင်ခန္ဓာကိုယ်မှာရှိတဲ့တွေးဖြူဥတွေကတဖြည်းဖြည်းချင်းစီလျော့နယ်လာပါလိမ့်မယ်။ဒီလိုနဲ့နောက်ဆုံးအဆင့်ကိုရောက်လာတဲ့အခါမှာကိုယ်လက်ချမ်းတုံတာညဘက်တွေမှာချွေးထွက်တာခံတွင်းနှာခေါင်းနဲ့လိမ်အင်္ဂါတဝိုက်မှာအဖုအပိတ်တွေအနာတွေဖြစ်တာမက်ညံချိုးယွန်းတာ မကြာခဏမိတက်တာအုံနောက်နဲ့အာယုံကျော်ထိခိုက်ပြီးတော့နောက်ဆုံးတစ်နှစ်ကနေသုံးနှစ်အတွင်းမှာအသက်အန္တရာယ်ဆုံးရှုံးရပါလိမ့်မယ်ဒီတော့ HIV ယောဂဆိုတာကလုံးဝမကုပဲမထားတင်တဲ့ယောဂတစ်ခုဆိုတာကိုလူငယ်တွေကိုတီးခိုင်းစေချင်ပါတယ်ယောဂရှိမရှိကိုရောဘယ်လိုမျိုးဆက်လုပ်ရလဲကျွန်တော်တို့ဟုတ်အရင်တုန်းကဆိုရင် HIV ယောဂရှိမရှိဆိုတာကိုစစ်ဖို့ဆိုတာဆေးရုံထိတကူးတကအတွားဆရပါတယ်ယနေ့ခေတ်မှာ HIV test kit တွေကိုအလွယ်တကူဝယ်ယူလို့ရတဲ့အတွက်ကြောင့်မိမိကိုယ်ကို ဆစ်လို့ရပါတယ်အချိန်နာရီဝက်ကနေတနာရီလောက်ပေးရုံနဲ့အဖြေကိုတန်းရပါတယ်ဟုတ်ပြီဒီတော့မိတ်ဆွေက sexually addicted ဖြစ်တဲ့သူတယောက်သားဆိုရင် 3လတစ်ကြိမ်ဒါမှမဟုတ်6လတစ်ကြိမ်အနည်းဆုံးစစ်ဖို့လိုပါတယ် sexually active မဖြစ်တဲ့သူတွေကတော့မစင်ရင်လည်းကိစ္စမရှိပါဘူးဒီဗီဒီယိုကြည့်နေတဲ့တချို့လူငယ်တွေကပြပမှနေကြရဲဆိုရင် တချို့နိုင်ငံတွေမှာ HIV test kit ကို free ပေးတာရှိပါတယ်အဲ့တော့ကိုယ့်ဟာကို online ပေါ်ကနေမာယူပြီးမှ free စစ်လို့ရလို့စေကောင်းအောင်တွားပြီးမှလည်းအခမဲ့စစ်ယူလို့ရပါတယ်အဲ့ဒီ service ကို advantage ယူဖို့ suggestion ပေးချင်ပါတယ်။ဒီတော့ဘယ်လိုနေရာတွေကနေ HIV ကကူးစက်နိုင်တာလဲ။ ် HIV ပိုးရောဂါကူးစက်နိုင်တဲ့အခြေအနေ၃မျိုးရှိပါတယ်။အဲ့ဒါကတော့ပိုးရှိတဲ့သူနဲ့အကာအကွယ်မဲ့လိန်ဆက်စင်တာဒါမှမဟုတ် ပိုးရှိတဲ့သူရဲ့တွေးကို ကိုယ့်ရဲ့ခန္ဓာကိုယ်မှာတွင်းမိတာဆေးထိုးအပ်ကိုအတူတူသုံးမိတာနောက်ဆုံးတစ်ခုကတော့အဖေအမေတွေစီကနေတာသမီစီတို့ကူးစက်လာတာမျိုးဖြစ်ပါတယ်။တချို့ HIV အကြောင်းကိုတိကျမသိတဲ့သူတွေရဲ့အမြင်မှာ HIV ပိုးရှိတဲ့သူ တယောက်ကိုထိတွေ့တာနဲ့ကူးဆက်တယ်လို့ထင်ကြပါတယ်အဲ့ဒါလုံးဝလုံးဝမဟုတ်ပါဘူးဘာလို့လဲဆိုရင် HIV ပိုးကတတွဲနရီချွေမျက်ရည်နဲ့တေးတွေကနေကူးဆက်တာမျိုးမဟုတ်ပါဘူးတိတိကျကျပြောရမယ်ဆိုရင် HIV ယောဂပိုးကတွေးမိခင်နှုန်းနဲ့ sexual fluid လို့ခေါ်တဲ့တုပ်ရည်ကြီးနဲ့မိမခန္ဓာကိုယ်ကနေထွက်လာတဲ့ချောစီရည်တွေကနေတဆင်ကူးဆက်တာဖြစ်ပါတယ် ကျွန်တော်မြန်မာနိုင်ငံမှာအမျိုးသမီးအများစုမိတဲ့မိကုန်တစ်ခုရှိပါတယ်။အဲ့ဒါက HIV ပိုးရှိထားတဲ့ယောက်ျားတစ်ယောက်ရဲ့တုပ်ရည်ကိုညှို့ချမိရင်ရော HIV ပိုးကူးနိုင်တလားဆိုတဲ့မိကုန်ပဲဖြစ်ပါတယ်။အကယ်၍ဗစက်မှာအနာပေါက်နေရင်တော့ oral sex လုပ်ပေးနေတဲ့အချိန်မှာယောက်ျားလေးရဲ့တုပ်ရည်ကြီးတွေကနေတဆင့်ကူးစက်နိုင်ပါတယ်။ဒါပေမဲ့ဗစက်မှာအနာပေါက်နေမှာပါ ဒီလိုမျိုးအနာတွေမရှိဘူးဆိုရင်တော့မကူးနိုင်ပါဘူး။ဘာလို့လဲဆိုရင်ကျွန်တော်တို့ရဲ့အစာအိမ်ထဲမှာရှိတဲ့ acid ကပိုးတွေကိုချစ်ချင်းတိစေနိုင်တဲ့အတွက်ကြောင့်မို့ပါ။ဟုတ်ပြီဒီတော့လူငယ်တွေအနေနဲ့ HIV ပိုးမကူးဆက်အောင်ဘယ်လိုကာကွယ်လို့ရလဲ။ HIV ကိုလူငယ်တွေအနေနဲ့ကာကွယ်ချင်တဲ့ဆိုရင် effective အဖြစ်ဆုံးကတော့ကွန်ဒုံးကိုလုံးဝသုံးရပါမယ်။ဒုတိယတနည်းကတော့ဆေးတောက်လို့ရပါတယ်။ ယနေ့ခေတ်မှာလူငယ်တွေအများစု HIV ရောဂါကူးတဲ့အဓိကအကြောင်းရင်းကတော့ကွန်ဒုံမတုံးလို့ပါ2020 2023ခုနှစ် UNH ရဲ့ထုတ်ပြချက်အရ HIV ကူးစက်မှုအားလုံးရဲ့80ကနေ85ရာခိုင်နှုန်းထိက အကာအကွယ်မဲ့လိန်ဆက်ဆံရာကနေတဆင့်ကူးစက်တာပါတဲ့လူငယ်တွေကိုဒီနေရာမှာကျွန်တော် educate လုပ်ချင်တာက လိင်ဆက်ဆံတဲ့နေရာကနေ HIV တခုတည်းကူးတာမဟုတ်ပါဘူးအခြား sexual transmitted infection တွေဖြစ်ကြတယ် syphilis gonorrhea chlamydia ဒီအရာတွေကလည်းကူးစက်နိုင်ပါတယ်တချို့လူငယ်တွေကမိမိရဲ့ခန္ဓာကိုယ်မှာကူးလို့ကူးနေမှန်းတောင်မှမသိပါဘူးဒါအတွက်ကြောင့်မို့အငြင်းတန်းတုံးလာတဲ့ချိန်စစ်ပါ ကံမကောင်းစွာနဲ့ပဲကို့မှာ STI တွေကူးလာတယ်ဆိုရင်အရန်ကြီးမကြောက်သွားပါနဲ့။ဘာလို့လဲဆိုရင်ဒါက infection ဖြစ်တဲ့အတွက်ကြောင့်မို့ဆေးတောင့်ယုံနဲ့တစ်ပတ်ကနေတစ်ပတ်အတွင်းကိုကူးလို့ရပါတယ်။တချို့ infection တွေကတော့ဒါ injection ဆေးထိုးရပါလိမ့်မယ်ပေါ့နော်။ ဟုတ်ပြီဒီတော့ဒုတိယနီလန်တစ်ခုဖြစ်တဲ့စေးတောက်တဲ့နီလန်ကဘာလဲဆိုရင်ကျွန်တော်တို့ HIV ပိုးရှိတဲ့သူနဲ့ထိတွေ့မှုမဖြစ်ခင်မှာ PrEP ဆိုတာကိုတောက်လို့ရပါတယ်ဒါမှမဟုတ်ကိုကထိတွေ့မှုဖြစ်ပြီးသွားတဲ့နောက်မှာ PEP ဆိုတာကိုတောက်လို့ရပါတယ်ဒါဆိုရင် PrEP နဲ့ PEP ကဘာတွေကွာတာလဲဘလောက်ထိထိရောက်မှုရှိလဲဆိုတာကိုလူငယ်တွေကိုတစ်ချက် ရှင်းပြပေးချင်ပါတယ် ဒီစိတ်နှမျိုးက HIV ကိုအရေးပေါ်ဟန်တာနိုင်အောင်သုံးတဲ့နည်းလမ်းပါ PrEP က HIV ပိုးရှိတဲ့သူရဲ့လက်တွဲဖော်တွေလိမ့်လောက်သားတွေအတွက်ရည်ရွယ်ပြီးထုတ်ပေးထားတာပါ HIV ပိုးရှိတဲ့သူတွေနဲ့စတင်မထိတွေ့ခင်မှာခုနှစ်ရက်ကြိုပြီးတောက်ရပါတယ်ဆေးကြိုတောက်ထားရင်တော့ HIV ပိုးကူးစက်မှုရခိုင်နှုန်း99ရခိုင်နှုန်းအထိကာကွယ်ပေးပြီးမယ်အခုနောက်တုန်းကကျွန်တော်ရှင်းပြလိုက်တဲ့ STI တွေကိုတော့ကာကွယ်မပေးပါဘူး PrEP ကတော့ HIV ပိုးရောဂါရှိတဲ့သူနဲ့ ထိတွေ့ပြီး92နှစ်အရွယ်အတွင်းတောက်ဖို့ထုတ်ထားတဲ့ဆေးတမျိုးဖြစ်ပါတယ်ဖပ်ဆေးကိုကြတော့28ရက်ဆက်တိုက်တောက်ရတာမျိုးဖြစ်ပြီးမိမိတောက်တဲ့အချိန်ကိုတိတိကျကျလိုက်နာမယ်ဆိုရင်ကူးစက်မှုနှုန်း80ကနေ90ရာခိုင်နှုန်းအထိကိုကာကွယ်ပေးနိုင်ပါတယ်ဒီဆေးကိုအလိုမတူမတိန်ချင်း ခံရတဲ့သူတွေအတွက်အဓိကထားပြီးထုတ်ပေးထားပြီးမယ်အကာအကွယ်မပါဘဲဆက်ဆက်မိတဲ့သူတွေဆက်ဆက်နေစဉ်ကွန်ဒုံးပေါက်ပြဲသွားတာမျိုးတွေမှာအတုံးပြုတ်လို့ရပါတယ် ဒီတော့မိတ်ဆွေအနေနဲ့လိန်ဆက်ဆံနေတဲ့အချိန်မှာကံမကောင်းစွာနဲ့ကွန်တုံးပေါက်သွားတယ်ကိုက HIV မကူးချင်ဘူးဆိုရင် clinic ကိုသွားပြီးမှ PAP ကိုသွားတောင်းပါအခုနောက်တော့က PAP ကိုတောင်းနေတဲ့သူအနေနဲ့ PAP ကိုတောက်စရာမလိုပါဘူးပေါ့နော်ဒီစိတ်နှမျိုးထဲကနေတစ်မျိုးကိုတောင်းရင်လုံလောက်ပါပြီကျွန်တော်ရဲ့ knowledge အရဆိုရင်အခုနောက်ပိုင်း PAP မရှိဘူးဆိုရင်တောင်မှ PAP ကိုတောက်ဖို့တချို့ဆရာဝန်တွေကညွှန်ပါတယ်ပြပါမှာပေါ့နော် ဲ့တော့ကိုက accidentally ကို့မှာကွန်ဒုံပေါက်သွားတဲ့အတွက်ကြောင့်မို့ဖက်တောက်စရာမရှိဘူးဆိုရင် prep ကိုချစ်ချင်းနှလုံးတောက်လိုက်ပါပြီးသွားပြီဆိုရင် နောက်တရမှာတစ်လုံးနောက်တရမှာတစ်လုံးစသည်ဖြင့်တောက်သွားလို့ရပါတယ်ဒါကတော့လုံးဝကိုက prep ကိုမရနိုင်တဲ့အချိန်တွေမှာ လုပ်လို့ရတဲ့အရာတစ်ခုပါအကေ prep ကိုရနိုင်တဲ့ဆိုရင်ဆေးရုံကိုတွားတာအကောင်းဆုံးတော့ကျွန်တော်ကတော့မြင်ပါတယ် HIV ပိုးရှိတဲ့တွေးတွင်းမိတာနဲ့မိခင်စီကနေကူးစက်ထားတာဒါမှမဟုတ်အကာအကွယ်မဲ့လိန်ဆက်ဆန့်မိလို့ HIV ရောဂါပိုးကိုကူးစက်ခံရတာဆိုရင်လည်းကြောက်ရွံ့နေပုံမလိုပါဘူးဒီခေတ်ကြီးမှာဆေးဝါးနည်းပညာတွေကတဟုန်ထိုးတိုးတက်လာပြီးတရက်ကိုဆေးတလုံးပုံမှန်တောက်တာနဲ့ဒါလူတိုင်းတက်တန့်စေနေလို့ရပါပြီဒါဆိုရင်ကျွန်တော်တို့ ARDC အကြောင်းကိုဆက်ပြီးမှလေ့လာလိုက်ရအောင် ARD ဆိုတာကတော့ Entry Trovial Therapy အနုပညာလက်ရာတစ်ခုလို့တောင်ပြောလို့ရတဲ့ဆေးတစ်ခုဖြစ်ပါတယ်။ဒီဆေးက HIV ပိုးကအမြင့်ပြအောင်မကုနိုင်ပေမဲ့ဆက်ပြီးမတိုးပွားအောင် လုပ်ပြီးတဲ့ဆေးတစ်လက်ပါ။ ARD ရဲ့အလုတ်လုပ်ပုံကတော့ခနာကိုမှာဖျက်ဆီးခံနေရတဲ့ဒီဆဲတွေကိုထပ်ဖြိတ်ပေးပြီး HIV ရောဂါပိုးတွေပွားမလာအောင်တားဆီးပေးပါတယ်။ ARD ဆေးကို နေ့တိုင်းတောက်ပေးရုံနဲ့လူတက်တန်းဆေးနေလို့ရပါတယ်။ အကယ်၍မိတ်ဆွေကကံမကောင်းစွာနဲ့ပဲ HIV positive ဖြစ်သွားရဲဆိုရင် ARD ဆေးတွေကိုထုတ်လို့ရတဲ့စင်တာတွေနဲ့ contact လုပ်ဖို့ suggestion ပေးချင်ပါတယ်ဆေးကိုလုံးဝမတောက်ဘဲနဲ့ရောမနေပါနဲ့ ဒီတော့ ARDC ကအလုတ်လုတ်လားမလုတ်ဘူးလားဆိုတာကိုဘယ်လိုသိနိုင်ပါလဲဒီမိကွန်းကိုစန်တက်နီကနှစ်ခုရှိပါတယ်နံပါတ်1ကတော့မိမိရဲ့တွေးထဲမှာ HIV ပိုးဘယ်လောက်ရှိတယ်လဲဆိုတဲ့အချက်ရယ်နံပါတ်2ကတော့ CD4 ဆိုတဲ့ cells တွေတိုးလာလားဆိုတဲ့အချက်တွေပါပဲ HIV ပိုးကို အမြင့်ပြက်ကုသလို့မရပေမဲ့ပိုးအရေးအတွက်ကိုအနည်းဆုံးဖြစ်အောင် ARDC ကထိန်းထိန်းထားလို့ရပါတယ် နည်းနိုင်တမျအနည်းဆုံးဆိုတာကတော့ဥပမာမိမိရဲ့တွေး1မီလီမီတာမှာ HIV ပိုးအရေအတွက်20ကနေ50ကြားဆိုရင်ဒါအနည်းဆုံးတော့ပြောလို့ရပါတယ်ဒီလိုမျိုးနည်းလာတာနဲ့အများကိုခန္ဓာကိုယ်ရဲ့ CD4 6အရေအတွက်တွေကတိုးလာပြီးတာမန်လူတယောက်လိုပဲနေထိုင်နိုင်ပါတယ်ပြီးတော့3လကနေ6လနီးပါးဆက်တိုက်တောက်ယုံနဲ့ HIV ရောဂါပိုးကို အနည်းဆုံးဖြစ်အောင်လှုပ်ပေးသွားနိုင်ပါတယ်ဒါကတော့ ARD ရဲ့ magic ပါ နောက်ပြီးတော့ ARD ဆေးကို တောက်ပြီး HIV ရဲ့ virus ကအ ਨੇ ဆုံးဖြစ်သွားတဲ့အချိန်မှာအကာအကွယ်မပါဘဲဆက်ဆက်မိရင်တောင်မှအခြားသူစီကို HIV ကူးစက်တာမျိုးလုံးဝလုံးဝမရှိပါဘူး။ဒီအချက်ကိုလည်း partner study လို့ခေါ်တဲ့2016ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့စစ်တမ်းတစ်ခုကနေလေ့လာနိုင်ပါတယ်။ဒီစစ်တမ်းမှာ ART ဆေးကိုပုံမှန်တောင်းနေပြီးယောဂပမာဏအ ਨੇ ဆုံးရှိတဲ့သူနဲ့သူ့ရဲ့လက်တွဲဖော်ကအကာအကွယ်မဲ့လိန်ဆက်ဆက်မှုပေါင်း 9800ကျိန်အထိကိုလောက်ခဲ့ပါတယ်ဒါနည်းတဲ့ပမာဏမဟုတ်ဘူးပေါ့နော်9800ဆိုတာဒါတော်တော်များတယ်ဒီလောက်အကျိန်ပေါင်းမြောက်များစွာအထိကိုလိန်ဆက်ဆံခဲ့တော်ညာလဲသူ့ရဲ့ပါတနာမှာ HIV ယောဂါလုံးဝလုံးဝမကူရတာကိုဒါ study လောက်ခဲ့ပါတယ် အဲ့တော့တော်တော်လေးတော့အံ့ဩဖို့ကောင်းတယ်နော်အဲ့တော့ကိုယ့်ရဲ့ partner မှာအဲ HIV ရှိတယ်ဒါပေမဲ့သူက ARD ဆေးကိုတောက်နေတဲ့အခါမှာနောက်ဆုံးကိုယ့်ရဲ့ဒီ virus load ကအရင်နေတော့ပြီဆိုရင် ပုံမှန်အတိုင်းကွန်တုံးမတုံးဘဲနဲ့ဆက်ဆက်လို့ရတဲ့အခြေအနေထိကိုရောက်သွားလိမ့်မယ်ပေါ့နော်ပြီးတော့အခုလိုခက်ခဲတဲ့အခြေအနေမျိုးမှာ ARD ဆေးပြတ်သွားရင်ရောဆေးရင်ပါပြဿနာကိုဖြစ်နိုင်လားဆိုတဲ့မေးခွန်းတစ်ခုကလည်းရှိနေသေးပါတယ် ဒီလိုကိစ္စတွေအတွက်အဖေကတော့ကို့မှာဆေးရှိနေတယ်ဆိုရင်ဆေးကိုတရက်ချားတစ်ခါတောက်တာမျိုးမလုပ်ပဲဆေးကုံတဲ့အထီကိုစက်တိုက်တောက်ပေးရပါမယ်ဆေးကုံမှာဆိုလို့ရက်ကြော်ပြီးတောက်တာကဆေးရင်ပါပြဿနာကို ဖြစ်နိုင်ခြေပိုများစေလိုပါနောက်ထပ်တစ်ခုကတော့ကိုကတွာလာဖို့ခက်ခဲတဲ့နေရာတွေမှာနေရဆိုရင်စိတ်ထုတ်မယ်ဆိုရင်အလုံးအည်အတွက်ကိုပုံမထုတ်သွားဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်မိမိရဲ့ဆရာဝန်နဲ့တရားလေးအတိုင်းပြင်ပါဟုတ်ပြီဒီတော့မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာ HIV နဲ့ရောဂါနေရတဲ့တငယ်ချင်းတွေအတွက်စိတ်သက်ခွန်အားဖြစ်စေတဲ့ရွှေနှုတ် app တစ်ခုကစောက်တအုပ်ကိုညွှန်ပေးချင်ပါတယ်ဒီစောက်ရဲ့နာမည်ကတော့ Between Two Kingdoms လို့ခေါ်ပါတယ်အသက်22နှစ်အရွယ်နဲ့ တွေးကင်စာယောဂါကို နိုင်အောင်တိုက်ထုတ်ခဲ့ပြီးဘွားကိုခွန်အားအပြည့်နဲ့ပြန်ယုံထခဲ့တဲ့ဆူလီကာဂျဝါရေးထားခဲ့တဲ့ကိုတိုင်ရေးဖြစ်ရမှန်စာအုပ်တုပ်ပါကျွန်တော်ကိုရိုင်းနိုင်ကလည်းဒီစာအုပ်ကိုနားထောင်လိုက်တဲ့အခါမှာတကယ်ကိုတပေါ်ချမိရဲ့အတွက်ကြောင့်မို့ရှင်နှုံးရဲ့ app မှာ ွားရောက်ဖတ်ရှုကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဒီတော့အခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေရဲ့ပတ်ဝန်းကျင်တွေထဲမှာ HIV ရောဂါကူးစက်ခံရတဲ့သူတယောက်ရှိတယ်ဆိုရင်ဘယ်တော့အခါမှမခွဲခြားခွဲခြားမဆက်ဆက်ပါနဲ့ဒါမှမဟုတ်ဆေးရုံမှာ ERT ဆေးကိုလာထုတ်နေတဲ့သူကိုတွေ့တဲ့အခါမှာယွန်းတလုံးလုံးလုံးမတူတလုံးလုံးမတန်တလုံးလုံးကဲ့ရဲ့တလုံးလုံးမျိုးအကြည့်တဲ့အကြည့်မျိုးတွေကိုမကြည့်ဖို့တိုက်တွန်းပါရစေဘာလို့လဲဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာအရင်နှုန်းက HIV ရှိတဲ့သူတွေကိုလူလို့တော့မတတ်မှတ်ကြပြောမယ်ဆိုရင် လုံးဝမပတ်သက်ချင်ကြ ောင်အဲ့ဒီ mindset တွေကပတ်ဝန်းကျင်ကစတင်ပြီးမှ changes လုပ်ဖို့လိုပါတယ်ကျွန်တော်အရှိမပြောရလို့မျိုးပဲ HIV ယောဂဆိုတာကအလွယ်တကူကူးစက်လို့ရတဲ့ယောဂမဟုတ်ပါဘူးကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကမိတ်ဆွေတယောက်က HIV ရှိတာနဲ့ကိုကသူနဲ့စကားပြောရုံနဲ့မကူးပါဘူးပေါ့နော်ဘာလို့လဲဆိုရင်တချို့လူတွေကအားငယ်တတ်တဲ့စိတ်ရှိပါတယ်အစကလေးကနေဒီ HIV ဆိုတဲ့ virus ကြောင့်မို့လော့ဂ်ဒန်ရဲ့ဒဏ်တွေကို ခံစားနေရတဲ့ကြားကနေဘေးကလူတွေကအဲ့လိုမျိုး ကြီးရှုတဲ့အခါမှာကဲရတဲ့အခါမှာ သူတို့က စိတ်အားငယ်တဲ့ယောဂဒါ depression တွေဝင်လာနိုင်တဲ့အတွက်ကြောင့်မို့ပါပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်ကိုယ့်ဘက်ကနေအငြင်းတဲ့ကိုယ့်ရဲ့မိတ်ဆွေတွေထဲမှာရှိတဲ့ဆိုရင်ကူညီပေးပါပံ့ပိုးပေးပါအားပေးပေးပါလို့ထပ်ပြီးမှတိုက်တွန်းပါစေတကယ်တော့ HIV ယောဂဆိုတာကကျွန်တော်တို့လူသားတွေအကုန်လုံးပူပေါင်းပြီးမှတိုက်ခိုက်မယ်ဆိုရင်ပျောက်အောင်တိုက်လို့ရတဲ့ယောဂတစ်ခုဖြစ်ပါတယ်ဘာလို့လဲဆိုရင် UN ရဲ့ SDG 3.3မှာရှိတ်လာမယ် 30ရောက်တာနဲ့ HIV ပိုကူးစက်မှုအတက်တွေလုံးဝမရှိတော့အောင်တကဘာလုံးအတိုင်းတာနဲ့ကာကွယ်ကြမယ်ဆိုပြီးမှသူတို့က goal တခုချထားပါတယ်အဲ့တော့ဘယ်လိုမျိုး HIV ကိုအမြင့်ပြတ်အောင်တိုက်ထုတ်လို့ရလဲဆိုရင်ကို့မှာ HIV ရောဂါရှိတယ်ဆိုရင်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကလူငယ်တွေကို educate လုပ်ပါကိုမရှိတဲ့ HIV ရောဂါကိုလည်းသူများဒရေးစီကိုမကူအောင် ARDC ကိုတောက်ပါအဲ့လိုမျိုးဒါလူတိုင်းလောက်သွားမယ်အမြဲတမ်း မိမိကိုယ်ကို၃လတစ်ချိန်၆လတစ်ချိန်ဆေးတွေဆက်သွားမယ်ဆိုရင် HIV ရောဂါကိုကျွန်တော်တို့အားလုံးအတူတူ တိုက်ထုတ်လို့ရပါတယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုကိုဒီမှာပဲအဆုံးတလိုက်ပါမယ်ဒီဗီဒီယိုနားထောင်ခြင်းအပြင်မိတ်ဆွေအတွက်တစ်ခုခုကြံခဲ့ရတဲ့ဆိုရင် like လုပ်ခြင်းအပြင် comment လုပ်ခြင်းအပြင်အားပေးလို့ရပါတယ်နောက်ထပ်ကျွန်တော်ကိုတောင်းဆိုခြင်းနဲ့ topics လေးတွေရှိတယ်ဆိုရင်လည်း comment မှာရေးသွားလို့ရပါတယ်အခုတင်ဆက်ပေးနေတဲ့သူကတော့ဒီဒီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးများတင်ပါတယ်အမားတွေပါတယ်ဆိုရင်လည်းခွန်လို့ပေးပါပေါ့နော်အဲ bye bye ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်ဥတောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။